န္တရာကကျွတ်ဖို့ဆိုတာလေပဒနာကတော့ body ဉာဏ်ရှိဖို့ရည်ကြည့်တယ် body အဲ့ဒီ body ဉာဏ်မှာလည်းပဲ၃မျိုးရှိတယ်တာဝက body ရှိတယ်ပစ္စေက body ရှိတယ်တမတန် body ရှိတယ် ဘာသာမှာဆူတောင်းတဲ့ဒလိယာနေရာယူလာပါတယ်။ကောင်းမြတ်သောအကျင့်ကိုအပြည့်ကင်းစင်စွာဖြင့်ကျင့်တော်သူဟာဆူမတောင်းတော်ညာတန်တရားမှမကျွတ်ထိုက်ဘူးလားဆိုပြီးမင်းမြန်းထားရပဲဖြစ်ပါရဲ့ဆရာ။တန်တရားကကျွတ်ဖို့ဆိုတာလေ။ဗရဏကတော့ body ဉာဏ်ရှိဖို့ရည်ကြည့်တယ် body ။အဲ့ဒီ body ဉာဏ်မှာလည်းပဲ၃မျိုးရှိတယ်။တာဝက body ရှိတယ်၊ပစ္စေက body ရှိတယ်၊သမ္မတန် body ရှိတယ်။အဲ့ဒီ၃ပါးထဲမှာလည်းတာဝက body မှာလည်းပဲပဂရိတာဝကရှိတယ်၊မဟာတာဝကရှိတယ်။ အဲနောက်ပြီးတော့အက္ခသာဝကဆိုတာရှိတယ်။အဲ့ဒီပဂတိသာဝကမှာလည်းပဲလူသာဝကရှိတယ်၊နတ်သာဝကရှိတယ်၊ဗြဟ္မာသာဝကရှိတယ်။အများကြီးပြားတာပေါ့နော်ထပ်ပြီးတော့အဲ့တော့စာပေမှာဖော်ပြတဲ့အရာလေးပြောမယ်အနည်းချုပ်။အကျဉ်သူသည်တဲ့ဗောဓိ၃ပါးခုနပြောတဲ့၃ပါးသည်၃ပါးသည်။အကျဉ်သူသည်ဗောဓိ၃ပါးတစ်ပါးပါးဖြင့်နိဗ္ဗာန်ကိုကူးအံ့ဟုမကြီးမှတ်ပဲနဲ့ တနည်းပြောရင်အဋိဋ္ဌံမပြုဘဲနဲ့တနည်းပြောရင်စုမတောင်းဘဲနဲ့သူပြောတဲ့အတိုင်းနော်စုမတောင်းဘဲနဲ့ကောင်းမြတ်သောအကျင့်သည်ကောင်းသည့်သာဖြစ်လက်တတ်လို့ဆိုပြီးကုသိုလ်တရားတွေကိုတာမန်ပြုကျင့်သွားမယ်လို့ဆိုရင်အဲ့ဒီသူဒီဝတ်သုံးပါအဲ့ဒီဝတ်တန်တရားဝတ်ကမကျွတ်ဘူးလေနော်မကျွတ်ဘူးဆိုတာတန်တရားဝတ်မှာသူက ကောင်းတဲ့ကောင်းမြတ်သောအကျင့်တော်လုပ်နေတဲ့အတွက်လူချမ်းသာနတ်ချမ်းသာဆိုပြီးတော့ဗောနော်တလှည့်စီစုံစံဖြစ်ပြီးတော့အဲ့ဒီဝတ်လည်နေတာဗောအကိလေသာကမ္မဝိပါကဆိုအဲ့ဒီဝတ်သုံးပါးမှာပဲလည်ပြီးတော့ဝတ္တာဘိရဒဆိုတာဗောနှစ်သက်တာဘိရဒဆိုတာနိဝတ်သုံးပါးဟိုမှာဟိုစုံစံလည်ပြီးတော့အဲ့ဒီမှာပဲပျော်မွေ့နေတဲ့ဝတ္တာဘိရဒအဘဘပုဂ္ဂိုလ်ဖြစ်တယ်အဘဘပုဂ္ဂိုလ်ဆိုတာသံဃာဘုကမကျုပ်ဘူးနော်အဲ့ဒါသစ္စာယမိုက်ခန္ဓာယမိုက်တို့မှာအကျယ်လေ့လာလို့ရတယ်ကျွန်တော်နှစ်ချုပ်သုံးခုပြောမယ်ဝတ်ကြွတာနဲ့ပတ်သက်တယ်ကျုပ်စုမတော် ကောင်းစွာမကျင့်ကျွတ်ခွင့်မရဝတ္တခဏုကအဲ့တူနောက်တူကျွတ်စုမတောင်းကောင်းစွာကကျင့်ကျွတ်ခွင့်မရခုနလိုခုနလိုပုဂ္ဂိုလ်နော်ကျွတ်စုမတောင်းဘူးသူကောင်းတာတော့ကျင့်တယ်ကျွတ်ခွင့်မရဝတ္တဗိဒရအဘဘပုဂ္ဂိုလ်နောက်တတိယကျွတ်စုတော့ကျွတ်စုကတောင်းကောင်းစွာမကျင့်ကျွတ်ခွင့်မရ ဝတ္တနေတိတဝတ်ကိုမှီပြီးတော့ဖြစ်နေတာပေါ့နော်နိဗ္ဗာန်ကိုယူမှန်းနဲ့မလို့ပဲနဲ့လူချမ်းသာနတ်ချမ်းသာတောင်းတတဲ့ဟာဝတ္တနေတိတအဲ့ဒီသုံးခုအဲ့ဒါအချင်းချုပ်ပဲအကျယ်ကိုသိခြင်းရင်ခုနပြောတဲ့ရမိုက်ကျမ်းပါဠိတော်ထာဂရတိကပုဂ္ဂလပညာထာဂရတိကပါလေ့လာပြီးတော့နော်ဒါအချင်းပြောတာကောင်းပြီခုနကပြောပြီကျုပ်စုမတောင်းကောင်းစွာမခြင်းကျုပ်ခွင့်မရအောင်အဲ့တော့ဒီကျက်မှာသကလုံးတစ်ခုဟိုမေကွန်းတစ်ခုပေါ်လာနိုင်တယ်ခုနကအချင်းသူသည်ဘောဓိတုံမှာတဘာဘာကိုပဲဖြစ် နိဗ္ဗာန်ကိုကူးအံ့ဟုမရည်တမ်းပဲတာမန်အဖြစ်ပေါ့နော်အဲ့တော့ဒီသုံးပါးထဲမှာတဘာဘာနဲ့တော့သူမရည်တမ်းဘူးဒါပေမဲ့အခုလူတွေပြုတ်လုံနေကြတယ်အီဂျမ်မေဘုံညာနိဗ္ဗာန်တာပစ္စည်းရောဟောတုတာမန်ပဲနိဗ္ဗာန်ကိုတော့ရည်ညွှန်းတယ်ဒါပေမဲ့ခုနကဘယ်လိုသွားမလဲတာဘကဘောဓိလားပစ္စေကဘောဓိလားတမတန်ဘောဓိလားမပါဘူးအဲ့လိုမပါဘဲနဲ့နိဗ္ဗာန်ကိုကြီးမှန်းပြီးလုံမယ်ဆိုရင်ရောရောက်မလားလို့မေကွန်မေးစရာရှိတယ်အဲ့ဒီပုဂ္ဂိုလ်ကအတွက်အဖြေကတော့နိဗ္ဗာန်ကိုတော့သူရောက်မယ်ဒါပေမဲ့ ဘောဓိ၃ပါးမှာအောက်ထက်ဆုံးဘောဓိအနေနဲ့ပဲရောက်မှာတာဝကဘောဓိအနေနဲ့ပဲသွားမယ်ပစ္စေကဘောဓိမရဘူးဓမ္မသံဘောဓိမရဘူးပဂတိတာဝကအနေနဲ့သွားမယ်မဟာတာဝကအနေနဲ့ဝင်လို့မရဘူးအက္ခတာဝကအနေနဲ့ဝင်လို့မရဘူးဥပမာထင်ရှားအောင်ပြင်ဒီမှာပကန်းရှိတယ်ဟိုမှာပကန်းရှိတယ်ပြင်တဲ့သမုဒ္ဒရာဒီမှာပကန်းနေဟိုမှာပကန်းကိုဟိုဘက်ဟိုမှာပကန်းမှာမျက်စိ၃ခုရှိတယ်ဒီမှာပကန်းကကူးမဲ့လက်ပြကူးမဲ့ပုံကကူးတယ်ငါတော့ဘယ်မျက်စိမှာတီအံ့ရောက်အံ့ဆိုပြီးတော့အတိတ်ကမပြုတ်ဘဲနဲ့ဥမတီပဲနဲ့ကူးရင် ကန်းတော့ရောက်သွားလိမ့်မယ်အောက်ထစ်ဆုံးစိတ်မှာပဲရောက်သွားလိမ့်မယ်အဲ့ဒါဆိုလိုတာကအကတဝကမဟာတဝကပဂိတဝကဆိုရင်ပဂိတဝကမှာပဲရောက်သွားလိမ့်မယ်အကတဝကဖြစ်ဖို့အတွက်အသင်ချေနဲ့ပါရမီဖြစ်ရတယ်မဟာတဝကလည်းထုံနည်းဆိုကဘာတသိမ့်ပါရမီဖြစ်ရတယ်ပြိစိကဘုရားဆိုနှစ်သင်ချေနဲ့ကဘာတသိမ့်သမသမောတိအ ਨੇ ဆုံး၄သင်ချေနဲ့ကဘာတသိမ့်အဲ့ဒီလိုမျိုးကြီးမန်းရင်တော့အဲ့ဒီတိုင်းရောက်တယ်မဟုတ်ဘူးတန်တရားကြွ့ယုံပဲနိဗ္ဗာန်ကိုကြီးမန်းတယ်လို့ဆိုရင်တော့အောက်ထစ်ဆုံးပဂိတဝကအနေနဲ့ပဲကြွတန်းဝင်ပါတယ်လို့ဒါဖြည့်ပြီးတော့နော် ထပ်မံပြီးတော့ဖြည့်ဆို့ပါ